ရန်နာပီကေထုံးဆိုင်ပိုင်ရှင်အကိုထုံးကလက်သီးနဲ့ဆွဲထိုးတာခံရပြီးတဲ့နောက်ဆိုင်ထဲကနေခွေးလိုမောင်းထုတ်တာခံလိုက်ရတယ်ဆိုတဲ့ဝန်ထမ်းမျိုးတော် မင်္ဂလာပါပရိသတ်ကြီးရှင်မနေ့ကစက်တင်ဘာလ26ရက်နေ့ကတရုတ်ဆန်ပူဇော်ပြုခင်ပိုင်းနဲ့ရန်နာပီကေထွန်းဆိတ်ရွှေရန်နာဆိုင်မှာဝန်ထမ်းအမျိုးသားကောင်လေးတယောက်နဲ့ပူဇော်ပြုခင်ရဲ့ခင်မွန်ဖြစ်သူအကိုထွန်းတို့ကြားမှာသဘောထားကွဲလွဲမှုတွေဖြစ်ပေါ်ခဲ့ပြီးနောက်ဆုံးချိန်မှာတော့ဆိုင်ထဲကနေခွေးလိုမောင်းထုတ်ခံခဲ့ရတယ်လို့အဆိုပါဝန်ထမ်းကောင်လေးကမှတ်တမ်းဗီဒီယိုနဲ့တကွာချပြလာခဲ့တာပဲဖြစ်ပါတယ် ။တမီးဖြစ်သူကိုအရှုံးထုံးလို့ပြောမိတဲ့စကားလုံးကြောင့်ကိုပီကေထွန်းကဆွဲထိုးတာကိုခံခဲ့ရပြီးအခုလိုဆိုင်ထဲကနေမောင်းထုတ်ခံခဲ့ရတာလည်းဖြစ်ပါရယ်။အဆိုပါဝန်ထမ်းမျိုးသားကဒီကိစ္စနဲ့ပတ်သက်ပြီးကျေနပ်မှုမရှိတာကြောင့်လူမှုကွန်ရက်စာမျက်နှာကနေဗီဒီယိုတွေတစ်ခုပြီးတစ်ခုကိုချပြနေတာလည်းဖြစ်ပါရယ်။ပဲရည်သနာပိကေတော့စိန်ဆိုင်ပိုင်ရှင်အကိုထုံးတော့ကျွန်တော်တို့မောင်းထုတ်ပါရယ်နော်မောင်းထုတ်လို့မကောက်ကျွန်တော်တို့လည်းထိုးပါရယ် ထိုးကျွန်တော်ကိုလည်းချိန်ချောက်ပါရယ်နော်ကျွန်တော်ကိုလည်းအများကြီးချိန်ချောက်ပါရယ်မိသားစုကိုလည်းလုံမာရရောပါရယ်ရောမိကြိုက်တာလုံတရောပါရယ်ရောကျွန်တော်ကျွန်တော်တို့မောင်းထုတ်ပါဒီမှာနော်သူ့ကိုလည်းမောင်းထုတ်ပါရယ်နော်သူ့ကိုလည်းမောင်းထုတ်ပါရယ်သူ့ကိုလည်းထွက်ထုတ်ပြီးကျွန်တော်ကိုလည်းဆွဲချတာပါသူတို့ထွက်ထွက်ထွက်ထုတ်ပြီးနော်ကျွန်တော်ကိုလည်းသူတို့ကူးချက်ချင်းထွက်ကူးချက်ချင်းထွက်ဆိုကျွန်တော်ကိုထိုးပါရယ်နော်ကျွန်တော်မျက်နှာကိုလည်းထိုးပါရယ် CCTV လည်းရှိပါရယ် CCTV ပြန်ကြည့်လို့ရပါကျွန်တော်ကိုထိုးပါရယ်နော်အဝါသူ့သမီးနဲ့ကျွန်တော်လည်းတိတော့တင်လို့ရတယ်တိတော့တင်တာကိုကျွန်တော်ကပြောလို့ရတယ်ပြောလို့ဆိုပြီးကျွန်တော်ထိုးတာပါနော်ကျွန်တော်ထိုးတာပါဒီမှာပါ ကျွန်တော်ထိုးပြီးတော့အတင်းနေမောင်းချတာပါမောင်းချအောင်လည်းမကောက်ကျွန်တော်လည်းချင်းချောက်ပါရင်တင်မိသားစုလုံးဒုက္ခပေးမှာရောမိသားစုလည်းဒုက္ခပေးမှာရောကျွန်တော်ချင်းချောက်ပါရင်တော့